ရင်းရောင်နဲ့အင်းငင်းဖြူပြတ်တာတန်တာမိုးသိန်းချောင်းဆိုပြီးထက်နံထုတ်ဖို့ခလာရတဲ့တန်တာမိုးသိန်းမိသူတွေအားလုံးမင်းမင်္ဂလာပါရှင်တန်တာမိုးသိန်းဟန်ဆိုရင်တော့လက်တလုံးမှာနာမည်ကြီးနေတဲ့မြင်းသမီးကလပ်ဖြစ်ပါတယ်တန်တာမိုးသိန်းဟန်ဆိုရင်ငွေကြေးကုန်ပြေဆောင်ပြီးအချက်ပါအောက်ဖီအတိုင်းဝမ်းရဲ့တိုက်ခိုက်ခြင်းကိုခံရသူတယောက်ဖြစ်ပါတယ်ဒါပေမဲ့လေသူမဟာငင်းခံနေသူတယောက်မဟုတ်ဘဲနဲ့ချက်ချလက်ချနဲ့ဖြင်းရှင်းခဲ့သူတယောက်ဖြစ်တာကြောင့်မိသူတွေရဲ့ဝိုင်းချစ်ခြင်းကိုခံရသူလေးလည်းဖြစ်ပါတယ် အထူးသဖြင့်အမျိုးသမီးပြည်သက်တွေရဲ့အပိချစ်ခင်ကြောခံရတူတယောက်ဖြစ်ပါတယ်။သူမကိုဝိုင်းတိုက်ခိုက်နေတဲ့သူတွေကိုလည်းသူမဟာတယောက်တည်းဖိုက်ပြီးတော့စင်ခေါ်ထားသူတယောက်ဖြစ်ပါတယ်။ဒီလိုပြဿနာတွေဖြစ်နေကြတဲ့အခါတန်တာမှုထိန်တယောက်ရင်းအောင်နဲ့တရင်ထွက်ခဲ့တဲ့အကြောင်းပြန်ပြီးတော့ထုတ်ဖော်ခြင်းခံရတာဖြစ်ပါတယ်။ကျင်းရောင်နဲ့အင်းငင်းဖြူပြစ်ကြတာကလည်းတန်တာမိုးသိန်းကြောင့်ဆိုပြီးတော့ဟော်ထုတ်ခြင်းခံရတာဖြစ်ပါတယ်။ကျင်းရောင်နဲ့တန်တာမိုးသိန်းဟာနောက်ခေါ်သူရုပ်ရှင်ဇာတ်ကြီးကိုအတူတူရိုက်ကူးခဲ့တာဖြစ်ပြီးတော့အင်းလိုရိုက်ကူးမှုကြောင့်ပဲ ။အင်းငင်းပြူနယ်ရဲအောင်တို့ပြစ်ကြရဲဆိုပြီးတော့ဖောက်ထုတ်ချင်းခံနေရတာဖြစ်ပါ යි ။အဲဒီဇက်ကားရိုက်တုံးကအင်းငင်းပြူနယ်ရဲအောင်တို့ဟာတွဲနေကြတော့မဲရှိပြီးတော့နှစ်ယောက်သားလည်းချစ်ကြတာဖြစ်ပါ යි ။ဒါပေမဲ့လည်းတန်တာမိုးတိတ်ဟာရဲရောင်နောက်ကိုအနည်းလိုက်ကပ်နေပြီးတော့နိနိကကန်းနဲ့နေကြတာကြောင့်လည်းအင်းငင်းပြူနယ်ရဲအောင်တို့ပြစ်ဒနာတက်ကြတယ်လို့လည်းဆိုပါ යි ။ အဲလိုရိကြောင့်နောက်ပိုင်းမှာအင်းငင်းပြူကစိတ်မချတာကြောင့်ရှူတင်ထိကိုလိုက်လာပြီးတော့သူတို့နှစ်ယောက်ကိုစောင့်ကြည့်ခဲ့ရတယ်လို့လည်းအတွင်းသတင်းတွေကဖော်ထုတ်ခဲ့ကြပါတယ်။ရုပ်ရှင်ထဲမှာမပိုင်းအနန်းခန့်ကိုလည်းတန်တာမှုသိန်းကသူ့စိတ်တိုင်းကြထိလိုက်ပြီးရှင်းရောင်ကိုနားလိုက်တာတော့အင်းငင်းပြူအားရှူတင်ကိုလိုက်သွားရင်စိတ်တူခဲ့ရကြောင်းလည်းဆိုခဲ့ပါတယ်။အဲဒီနောက်တော့ရှင်းရောင်နဲ့အင်းငင်းပြူကိုပြက်စဲသွားတာကြောင့်ဒီကိစ္စဟာတန်တာမှုသိန်းကြောင့်ဆိုပြီးတော့ပြောဆိုလာခဲ့တာဖြစ်ပါတယ်။ တန်တာမိုးသိမ့်တဲ့ရင်ရင်အောင်တို့ကတော့သူတို့နှစ်ယောက်ဟာဘာမှမတတ်ဆိုင်ကြောင်းကိုလည်းဖြည့်ရှင်းထားတာမျိုးတွေရှိပါတယ်။နောက်ခေါ်သူရုပ်ရှင်ဇာတ်ကားထွက်တုန်းကလည်းရင်ရင်အောင်နဲ့တန်တာမိုးသိမ့်ကိုဝိုင်းပြီးချစ်ကြတဲ့သူတွေများစွာရှိပြီးတော့သူတို့ကလည်းမဟုတ်ကြောင်းငင်းခဲ့ကြတာဖြစ်ပါတယ်။အရင်ကအကြောင်းတွေကိုအခုချိန်မှာပြန်ဖော်ကြပြီးတော့တန်တာမိုးသိမ့်ကိုဝိုင်းတိုက်ခိုက်ကြတာဖြစ်ပါတယ်။အဲလိုမျိုးတွေကြောင့်လေတန်တာမိုးသိန်းကတီးမခံတဲ့ပြန်လေတိုက်ခိုက်ဖြစ်ရှင်းခဲ့တာဖြစ်ပါတယ် အခုလက်ရှိချိန်မှာတော့တန်တာမိုးသိမ့်သာတိုက်ခိုက်ခံရသလိုပိုပြီးတော့လည်းနာမည်ကြီးလာတာဖြစ်ပါတယ်။တန်တာမိုးသိမ့်ဟာနှခုခရိတ်ကခက်ဆွတ်စွာကောင်းမလေးဖြစ်ပြီးမြေမခန့်တဲ့အချင်းကလေးလည်းရှိသူတယောက်ဖြစ်ပါတယ်။လူတိုင်းကရွှေမန်းလိုရုပ်ရှင်ထုတ်လုပ်ရေးဘောစီကိုပဲကပ်ဖားပြီးတော့တန်တာကိုရောဝိုင်းပြီးတိုက်ခိုက်နေကြတာဖြစ်ပါတယ်။နီးနေရလမ်းဆိုင်ဆိုတဲ့အတိုင်းပဲနောက်ခံအင်အားမရှိတဲ့သူတွေကိုဆိုရင်ဘိုင်းနေကျင်ကြတာဖြစ်ပြီးတော့ချမ်းသာတဲ့သူတွေအင်အားကြီးတဲ့သူတွေကိုလည်းကပ်ဖားရက်ဖားလုပ်ကြတာဖြစ်ပါတယ် အမှုပညာအတိုင်းဝိုင်းဟာဆိုရင်လေအခုနောက်ပိုင်းမှာပုံပြီးကြောက်စရာကောင်းလာပြီးတော့အပုပ်အပတွေလည်းများလာတာဖြစ်ပါတယ်။အမှုပညာအတိုင်းဝိုင်းဟာလည်းနေ့စဉ်နဲ့အမျှကြရက်တွေထနေရဖြစ်ပါတယ်။နောက်ထပ်လည်း run ပိုင်းနဲ့ဘွဲကထက်လာအောင်မှမို့ပြည်သူတွေလည်းစိတ်ဝင်စားနေကြသလိုအင်းကြီးတွေလည်းပြက်နေကြပြီပဲဖြစ်ပါတယ်။